အားလုံးပဲမင်္ဂလာပါ iDash Education ကကြိုဆိုပါတယ်ဒီချေကတော့ iDash Education ကဒေါက်တာရေနာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချေက stream မှာအသုံးပြုလို့ရတဲ့မတ်တက်ကလေးတွေအကြောင်းကိုမျှဝေသွားချင်ပါတယ်အားလုံးပဲဗီဒီယိုဆုံးတဲ့အထိအချိန်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင် Okay ကျေတို့ VS Code ကိုသွားမယ်ပေါ့အဲ့တော့ကျေတို့ stream တစ်ခုကို import တောင်းလိုက်မယ်ပေါ့အဲ့တော့ကျေတို့အသေးမထက်တော့ဘဲနဲ့ user C ကပဲ import တောင်းလိုက်တော့မယ်အဲ့တော့ enter string ဆိုပြီးတော့ import တောင်းလိုက်မယ် input တောင်းလိုက်မယ်ပြီးသွားရင်ဒီချေလို့အရင်ဆုံးပါရှာမလဲဆိုတော့ lunch user input ထည့်တဲ့ string လေးကဘလောက် lunch ရှိတယ်ပြောချင်တာကဘယ်လုံးလဲပေါ့တစ်လုံးနှလုံးသုံးလုံးလေးလုံးဒီလိုမျိုး string ရဲ့ lunch ကိုလိုချင်ရင်သုံးလို့ရတဲ့ method ကလေးရှိပါတယ်အဲ့ဒါကတော့ len ဆိုတဲ့ method ကလေးပါအဲ့ဒါ string မှာ base နဲ့ပါပြီးထားပေါ့ okay အဲ့တော့ဒီပါ th အဲ့တော့ th ဒါဆိုရင်ချေကအာ len th length ဆိုပြီးတော့ဒီမိုးလေးရေးလိုက် lunch ကတော့ဒီလောက်ပါဆိုတဲ့ဟာလေးဒါဆိုရင်ဒီချေဒါလေးကိုစံပြမယ် okay အဲ့တော့ဒီမှာဆိုရင်ဒီချေကရေးလိုက်မယ်ပေါ့ i love pythons and python love me ဆိုပြီးတော့ okay ဒါဆိုရင် enter ခောက်လိုက်မယ်ဒါဆိုရင်ဒီချက် input ပေးလိုက်တဲ့ i love python and python love me ဆိုတဲ့ character တွေကို space တွေကိုအလုံးအပါဝင်ပေါ့လေ string တကောင်တကြောင်လုံးမှာဘယ်လောက်ရှိလဲဆိုတော့စုစုပေါင်း33ခုရှိပါတယ်33လုံးပေါ့လေ character space ပါအပါဝင် character 33လုံးရှိပါဖြစ်ပါတယ်ဒါကြောင့်မလို့ string တစ်ခုရဲ့ length ကိုတည်ခြင်းရင် len ဆိုတဲ့ method ကလေးကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခု နောက်ထပ် method လေး တစ်ခုကအဲ့ချက် capital light ဆိုတဲ့ method ကလေးအကြောင်းကိုသင်ပါမယ် capital light ဆိုတဲ့ method ကလေး capital light ဆိုတဲ့ method ကလေးကဘာလုပ်ပေးလဲဆိုတော့ရှင်တို့အာဒါလေးနမူနာပြလိုက်မယ်เนาะအဲ့တော့ okay uh, tht. capital light ဆိုတဲ့မသက်ကလေးဟုတ်ပြီအဲ့တော့ capital light ဆိုတဲ့မသက်ကလေးဘယ်လိုလွတ်လွတ်သွားလဲဆိုတဲ့ဟာကိုရေအဲစမ်းပြရင်းနဲ့မှာပဲရှင်းပြပါမယ်အဲသူကတော့ဘယ်လိုလွတ်သွားလဲဆိုတော့ရှေ့ဆုံးက character ကို capital letter ပြောင်းပြီးတော့နောက်က character တွေပေါ့ကြံတဲ့ character အလုံးကို small letter ပြောင်းပြီးတဲ့ပုံစံဖြစ်ပါတယ်ကျေဒီမှာစမ်းပြပါမယ် i love python and python love မီဆိုပြီးတော့ခြေရဒီမှာလုံးမရေးထားတယ်ပေါ့ okay အဲ့တော့ဒီမှာဆိုရင်ခြေ enter ခောက်လိုက်လို့ရှိရင် capitalize ဆိုတဲ့ method ကလေးကအလုပ်လုပ်ပေးတာကရှေ့ဆုံးကတခြေ i လေးပေါ့ i လေးကိုခြေ small letter ရေးခဲ့တယ်အဲ့ i လေးကို capital letter ပြောင်းလိုက်ပြီးတော့နောက်မှာကျန်တဲ့ string မှာရှိတဲ့အာ capital letter အားလုံးကို small letter ပြန်တောင်းပေးတာဖြစ်ပါတယ်။ဒါကတော့ capitalize method လေးကရှေ့ဆုံး character ကို ကက်ပတယ်လက်တာအဖြစ်ပြောင်းပြီးတော့နောက်က character တွေကိုတော့ small letter ပြောင်းပေးခြင်းလို့ရှိရင်ခြေလို့ capitalize ဆိုတဲ့ method ကလေးကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုနောက်ထပ် string method တစ်ခုက upper case upper case ပေးထားတဲ့ string ကို upper case ပြောင်းခြင်း upper ဆိုတဲ့ဟာကိုသုံးပါတယ် upper case လို့ပဲချင်ကြီးလိုက်မယ်နော် upper case ပေးထားတဲ့ string ကို upper case ပြောင်းကြည့်ရင် upper ဆိုတဲ့ method ကလေးကိုသုံးပါတယ်အဲ့တော့ဒီခြေဒီမှာပါအဲ့တော့ဒီမှာဆိုရင်ဒီခြေကအာ p uh YTHON Python လို့ရိုးရိုးရေးလိုက်တယ်ပေါ့အဲ့ဒါလေးကိုကျ enter ခောက်လိုက်ပါ upper case ဆိုရင်ကျရေးလိုက်တဲ့ Python လေးကခုနကတည်းကရှေ့ဆုံးပါပဲ capital letter လေးအဲ့တော့ကျန်တဲ့ဟာအလုံးက small letter အဲ့ဒါအလုံးကို upper ဆိုတဲ့ method ကလေးကိုမိတာနဲ့ကျေတို့မှာကျရေးလိုက်တဲ့ Python ကျ import လိုက်တဲ့ Python လေးကအကုန်လုံး capital letter ပြောင်းသွားမှာဖြစ်ပါတယ်နောက်တစ်ခု upper case ကိုဒီတိုင်းပဲ lower case ပြောင်းလို့ရပါတယ်ဒါကြောင့်မလို့ lower case လေးစမ်းကြည့်ရအောင် အဲ့တော့ lower case ပေါ့ lower case ဆိုရင် tht. ရဲ့ lower ဆိုတဲ့မတက်ကလေးနဲ့တွဲသုံးပါပါတယ်အဲ့တော့ဒါလေးကို run ကြည့်မယ် okay အဲ့တော့ ender ဆိုတော့ခုနကတိုင်းပဲရဲက python ဆိုတဲ့ဟာကိုအကြီးနဲ့ရေးလိုက်မယ်ဒါဆိုရင်ရဲ့ အန်တက်ခောက်လိုက်လို့ရှိရင်ချေရေးလိုက်တဲ့ Python capital letter အလုံးက small letter ပြောင်းပေးသွားတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အခြေတို့ uh, capitalize တို့ upper case lower case တို့ကလည်းနေတော့ပုံစံတူတယ်ပေါ့လေပြောင်းပေးတာပေါ့ဒါပေမဲ့ capitalize ကရှေ့ဆုံးကအလုံးကိုပဲ capital letter ပြောင်းပြီးတော့နောက်ကကျန်တဲ့လုံအလုံးကျန်တဲ့ character အလုံးကို small letter ပြန်ပြောင်းပေးတာဖြစ်ပါတယ်ပြန် upper case upper case ကတော့ဒီချေတို့ရဲ့ import string ဝင်လာတဲ့ string ကိုအကုန်လုံးကို capital letter ပြောင်းပြီးတာဖြစ်ပါတယ် lower case ကတော့အားလုံးကိုဝင်လာတဲ့ string အားလုံးကို lower case ပြောင်းပြီးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ is upper is lower ဆိုတဲ့ method ကလေးကို သုံးမှာဖြစ်ပါတယ် okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင် is upper ဆိုပြီးတော့စစ်တာပေါ့ upper လား lower လားဆိုတဲ့ဟာကိုစစ်ပါ is upper ဆိုတဲ့ဟာလေးသုံးမယ်အဲ့တော့ဒီခြေက thd. is upper ဆိုတဲ့ python ရဲ့ method ကလေးရှိပါတယ် อืมဟုတ်ပြီအဲ့တော့ is a part ပေါ့အဲ့တော့ဘာ return ပြန်မလဲကြည့်ရအောင်เนาะဘာလေးများအဖြေထွက်မလဲကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်အခြေက is a part ဆိုတော့အခြေစီလိုပဲရေးလိုက်တော့မယ် python လို့ရေးလိုက်မယ်ဒါဆိုရင် false return ပြန်ပါတယ်အဲ့တော့သူကနေပြီးတော့ဒီ is a part တို့ is lower ပေါ့နောက်တစ်ခါသင်မယ် is lower လို့ဟာရှိတယ်ပေါ့မတက်ကလေးရှိအဲ့မတက်ကဘာ return ပြန်လဲဆိုတော့ boolean return ပြန်ပါတယ်ခြေတို့ပေးလိုက်တဲ့ input ပေါ့ဒီ THC ရဲ့မှာရှိနေတဲ့ string လေးက upper case star ဆိုရင်သူက upper ဆိုတော့ true return ပြန်ပြီးတော့အခုခြေတို့ရေးလိုက်တဲ့ input လေးက lower case ဖြစ်လို့သူက false ဆိုပြီး return ပြန်တာဖြစ်ပါတယ်ဟုတ်ပြီခြေတန်းတစ်ခုထပ်ဆန်းအောင်မယ်ဒီမှာဆိုရင် pyton python ပေါ့ okay ကတန်လေးကိုအခြေအကြီးနဲ့ရေးလိုက်တယ် enter ခောက်တယ် သူက force ပဲပြန်ပါတယ်ရှေဆုံးက character တခုတည်း capital letter ဖြစ်လို့မရပါဘူးအကုန်လုံးက capital letter ဖြစ်မှသာလျှင် is a pass ဆိုတဲ့နေရာမှာ true ပြန်မှာဖြစ်ပါတယ်အခုဒီရဲ့အကုန်လုံးကို capital letter ပြောင်းလိုက်ပြီးဒါကြောင့်မလို့ is a pass မှာ true return ပြန်တာဖြစ်ပါတယ်ပေးထားတဲ့ string က အကုန်လုံး character ပါထမကတ္တရာအားလုံးက capital letter လားဆိုတဲ့ဟာကိုစစ်တာပါအားလုံးက capital letter ဆိုရင်တော့သူက true ပြန်ပြီးတော့ small letter သာဆိုရင်တော့ false ပြန်မှာဖြစ်ပါတယ်ဟုတ်ပြီတခုခုကသာ small letter ဖြစ်ရင် false ပြန်မှာဖြစ်ပါတယ်ထုံနည်း၎င်းမှာပဲကျေတို့ is lower ဆိုတဲ့ method ကလေးကလည်းဒီလိုပါပဲကျေတို့ပေးထားတဲ့ string လေးက print အာချစ် is lower ပေါ့ is lower အဲ့တော့ပေးထားတဲ့ string လေးကကျေတို့ lower case ဒါဆိုရင်တော့ boolean အာ true ကို return ပြန်ပြီးတော့ upper case ဒါဆိုရင်တော့ boolean false ကို return ပြန်မှာဖြစ်ပါတယ်โอเคဒါလေးစမ်းကြည့်ရအောင်အဲ့တော့ခုနကအတိုင်းပဲကျေ lower case လေးပဲရေးလိုက်မယ်ဒါဆိုရင်ပေးထားတဲ့ input character အလုံးက small letter ပေါ့ lower case ဖြစ်လို့ဒါကြောင့်မို့လို့သူ true ပြန်မှာဖြစ်ပါတယ်အခြေ၍တကယ်အကယ်၍များအခြေကတခုခုများများအခြေကဒီမှာလေအခြေဆုံးအနှုံးကိုများအကြီးထားလိုက်လို့ရှိရင်သူက force ပြန်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ up is upper is lower ဆိုတဲ့ method ကလေးက bar return ပြန်လဲဆိုတော့တချို့တို့ uh, true false ဆိုတဲ့ boolean ကို return ပြန်ပါတယ်အဲ့ပေးထားတဲ့ input အလုံးက um ခေါ်မလဲ upper ပေါ့ upper ladder ပေါ့ upper capital ladder ဆိုလို့ရှိရင်သူ့ကိုဘာလို့ခေါ်လဲဆိုတော့ upper ladder ဆိုလို့ရှိရင်အကြီးတွေပေါ့လေစလုံးအကြီးတွေဆိုလို့ရှိရင်ဒီချေလို့သူ့ကို true return ပြန်ပြီးတော့စလုံးအသေးတွေဆိုရင် false return ပြန်ပါတယ် is lower ဆိုတာကတော့ပေးထားတဲ့ input အားလုံးက lower case ဖြစ်ရင်တော့ true ကို return ပြန်ပြီးတော့တစ်ခုခုကများ upper case ဖြစ်ရင် false ကို return ပြန်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု string မှာတုံးလို့ရတဲ့ method ကလေးအဲရှေ့က lecture လေးမှာသင်ထားတာရှိပါတယ် in တို့ not in တို့သုံးပြီးတော့ရွှင်လေးတွေကိုရှာခဲ့တာမျိုးရှိပါတယ်အဲ့တော့အဲ့လိုမျိုးပဲအော်ခက်စင်စင်ပေါ့လေအမတူတော့မတူဘောဒါပေမဲ့ဒီမှာက fine ဆိုတဲ့ method ကလေး ਨੇ ရှာလို့ရတာရှိပါတယ် okay ရေတို့ရှာကြည့်ရအောင်အဲ့တော့ d h d အဲ့တော့ရေက fine ဆိုတဲ့ဟာလေးရအောင်နော် okay fine ရှာမယ်ပေါ့လေအဲ့တော့ဘာကိုရှာမလဲဆိုတော့ရေက um t h d dot fine ဆိုတဲ့ method ကိုသုံးမယ် fine အဲ့တော့ရှာကျင်တဲ့ string လေးကိုခြေလို့ပေးထားလို့ရပါတယ် fine မှာဘာရှာမလဲဆိုတော့ခြေ python ပါလားပေါ့ user input ပေးထားတဲ့ python ပါလားဆိုစာကြည့်ရအောင် okay အဲ့တော့ဒီမှာစမ်းကြည့်ရအောင်ခြေရေးလိုက်မယ် i love python and python love me ဆိုတဲ့စာသားလေးရှိရအောင်ဟုတ်ပြီအဲ့တော့ခြေလို့ fine ဆိုတာလေးကိုရှာပါမယ်အဲ့တော့7ဆိုတာလေးတွေ့ပါတယ်ဟုတ်ပြီနော်အဲ့တော့7 fine ကနေဘာ return ပြန်လဲဆိုတော့ numeric values 7ကို return ပြန်ပါတယ်အဲ့7ဆိုတာဘာလဲဆိုတော့ teacher တို့ဒီ python ကိုတွေ့တယ်ဆိုတော့ index number ပါ index number ပါဟုတ်ပြီနော်အဲ့တော့7ဆိုတာပါလဲဆိုတော့ python ကိုကြည့်ပေးထားတဲ့ th ကြီးထဲမှာ python ကိုတွေ့တယ်ဆိုတော့ index number လေးကို return ပြန်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုကြီးလဲဆိုတဲ့ဟာကိုချက်အရင်ဆုံးပြောပြပါမယ်အဲ့တော့ sheet ဒီမှာဆိုရင်လေပေးထားတဲ့ sheet မှာဆိုရင်ချက်ရေးထားတာက i love python and python love me ဆိုရေးထားဒီနေရာမှာ python နှစ်ခါတော့ပါတယ်အဲ့လိုမျိုး python နှစ်ခါတော့ပါရင် sheet ဆုံးကတွေ့တဲ့ python ရဲ့ sheet ဆုံးကတွေ့တဲ့စကားလုံးရဲ့ index number ကိုယူပါတယ်ဒီမှာဆိုရင် i က 0 index ကစပါတယ် string ကအမြဲတမ်းပဲမှတ်ထားပါ0ကနေစပါတယ်အဲ့တော့ i နေရာက0 1 2 l က2ပေါ့လေ3 4 5 6อ่อ p လေးကစတာက python စတဲ့ p လေးက index number 7မို့လို့ဒီ python ကိုစတွေ့တဲ့နေရာရဲ့ index number 7လေးကို return ပြန်တာ ဖြစ်ပါတယ်ဟုတ်ပြီအားလုံးပဲနားလည်မယ်ထင်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒါကတော့ find ဆိုတဲ့ method ကလေးကိုအသုံးပြုတာဖြစ်ပါတယ်နောက်တစ်ခု replace လုပ်မယ်ဟုတ်ပြီเนาะ replace လုပ်မယ်အဲ့တော့ print ဆိုပြီးတော့ဒီခြေက replace ဆိုတဲ့ method ကလေးကိုသုံးပါမယ်အဲ့တော့ဘာလဲဆိုတော့ th.replace ဟုတ်ပြီเนาะ replace replace လုပ်မယ်ဘာနဲ့ replace လုပ်မလဲဆိုတော့ကိုက 음 replace လုပ်ချင်တဲ့ဟာမှာ parameter နှစ်ခုပေးရတယ်ပမဟာကဘာလဲဆိုတော့ဘယ်နေရာမှာဘာကိုပြင်မယ်ပေါ့လေအဲ့တော့ဒီခြေကဒီနေရာမှာဘာလဲဆိုတော့음အိုနေရာမှာဒီခြေကဘာကိုပြင်မလဲဆိုတော့အာ at sign လေးကိုပြင်မယ်ဆိုပြီးတော့ခြေကရေးလိုက်တယ်ထားပါတော့နော်အိုနေရာမှာ at sign လေးကိုပြင်တယ်ဟုတ်ပြီအဲ့တော့ခြေကိုစမ်းကြည့်ရအောင်အဲ့တော့ underscore တွင်မှာကြာ h e l l o hello ဆိုပြီးတော့ရေးလိုက်ပါတယ်။ဒါဆိုရင် replace မှာအရေးရထားတဲ့ method ကလေးရဲ့ replace မှာ o ကိုတွေ့ရင်ဘာလို့ပြင်ပါလဲ။ x sign လေးနဲ့ပြင်မှာဖြစ်ပါတယ်။အဲ့တော့အားလုံးပဲကြည့်ရအောင်။တွေ့လိုက်ရင်အဲ့တော့ h e l l s ဆိုပြီးတော့ပြောင်းသွားတာဖြစ်ပါတယ်။ဒါကတော့ကိုပေးထားတဲ့ string မှာအဲတွေ့ခဲ့တဲ့ပြန်အားလုံးကိုပြင်တာပေါ့။ Okay အဲ့တော့ teacher တို့လည်းခက် မြန်မြန်လေးနဲ့စမ်းကြည့်ရအောင်အဲ့တော့ဒီ replace ကိုပဲအဲ့တော့နောက်တစ်ခါစမ်းကြည့်မယ်အဲ့တော့ဒီမှာဆိုရင် I love python python and အဲ့တော့ python love love me ဆိုပြီးတော့ခြေတော့စမ်းကြည့်ရအောင်အဲ့တော့ replace နဲ့စမ်းကြည့်မယ်ဟိုဟိုရှိသမျှနေရာအားလုံးဘာပြောင်းသွားမှာလဲဆိုတော့ assign ပြောင်းသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာဆိုရင် LO ဆိုတဲ့နေရာမှာဒီနေရာမှာ app sign ပြောင်းတယ်ပြီးွားရင် python ဆိုတဲ့ o နေရာမှာလည်း app sign ပြောင်းတယ်ဒီမှာ o အ o နေရာအားလုံးကို app sign ပြောင်းတာဖြစ်ပါတယ်အဲ့တော့ o နေရာ replace ပေါ့ character တစ်လုံးကိုနောက်ထပ် character တွေနဲ့တနည်းအားဖြင့် character နှလုံးကိုနောက်ထပ် character နှလုံးနဲ့အဲ့လိုတစ်ခုခုနဲ့ပေါ့လေအစားထိုးခြင်းလို့ရှိရင် replace ကိုတုံတာဖြစ်ပါတယ်အဲ့တော့ဒီချေကဒီ o နေရာမှာ character တလုံးနဲ့မဟုတ်ဘဲနဲ့ဒီချေကလေ python နေရာမှာဒီချေကအဲ java နဲ့ပြောင်းချင်တာ ဟုတ်ပြီနော်ဂျာဗာနဲ့ပြောင်းချင်တာဟုတ်ကဲ့အခြေတို့ဒါလေးစမ်းကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ဒါလိုမျိုးဆိုရင်လည်းပြောင်းသွားပါတယ်ခြေပြေးပြပါမယ် I love python and python love me ဆိုတဲ့နေရာမှာအခြေက python နေရာမှာအလုံးကို java ပြောင်းပါဒါကြောင့်မို့လို့ I love ရလာရလာတဲ့အဖြေက I love Java and Java love me ဆိုတဲ့အဖြေလေးထွက်လာတာဖြစ်ပါတယ်အဲ့တော့ character တလုံးချင်းစီပဲပြောင်းပြောင်းအဲ့တော့ညာ character အလုံးဟော voice တွေလည်းပေါ့ voice alike ပဲပြောင်းပြောင်းချေလို့ replace ကိုတုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုထပ်တင်ပါမယ်နောက်တစ်ခုကတော့ is digit ဆိုတာလေးကိုတင်ပါမယ်အဲ့တော့ print သူကလည်းပဲစစ်တာပါ uh, is digit ဆိုတဲ့ method ကလေးပေါ့ python ရဲ့ is digit ဆိုတဲ့ method လေး th.t. is digit digit လာလို့ဆက်မယ်အဲ့တော့ digit လာလို့ဆက်မယ်ခုနကအတိုင်းပဲ is upper is lower အတိုင်းပဲသူက return ပြန်မှာက boolean return ပြန်မှာဖြစ်ပါတယ်အဲ့တော့ဒီချေဒါလေးကို run ပါမယ်အဲ့တော့1 2 3 4 5ဆိုတော့ is digit လာဆိုတော့ဟုတ်တယ် digit မို့လို့သူက true ပြန်ပါတယ်မဟုတ်ဘူးဒီချေကအဲတခုပေါ့အဲ့မှာ1အာ ပိုက်တောင်းလို့ပြန်လိုက်မယ်နော်ပိုက်တောင်းလို့ရေးလိုက်မယ်ဒါဆိုရင်ဘာရတန်ပြန်မလဲဆိုတော့အာ digit ကတလုံးပါပါတလုံးပါပါသူ့မှာ character လေးတလုံးပါသွားတာနဲ့ force return ပြန်มาဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့တုံကလုံးဝပေးထားတဲ့ input string မှာပေးထားတဲ့ string ကြီးမှာ လုံးဝ string only အဲ sorry လောကလောက digit only မှာဒါလင် true ပြန်ပြီးတော့ string တစ်ခုသာပါပါလို့ရှိရင်တော့သူက false return ပြန်มาဖြစ်ပါတယ်နောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့နောက်ထပ် method ကလေးတစ်ခုကကျေဒါလေးကိုလည်းစမ်းပြပါမယ် it alphabet ဆိုတဲ့ဟာလေးပေါ့ is alpha ပေါ့ okay is e l p h a alpha ဆိုတဲ့ဟာလေးစစ်ပါမယ်ဟုတ်ပြီနော်သူကလည်း python ရဲ့ method ကလေးပါသူက is e l p h a alpha ဆိုတဲ့ဟာလေးသူကလည်းပဲ pattern ပြန်မလဲဆိုတော့သူလည်းပဲ boolean pattern ပြန်မှာပဲအဲ့တော့အကုန်လုံးက alphabet ဖြစ်မှသာလင် alphabet pattern ပြန်မှာမဟုတ်ရင်ကျေလို့ကသူကအဲ့လို force pattern ပြန်မှာပေါ့ okay စမ်းကြည့်ရအောင်နော် โอเคအဲ့တော့ဒီမှာဆိုရင်ခြေက h e l l လို့ hello လို့လာရေးလိုက် तू อ่ะ is ever best ဆိုတော့ true အကယ်၍များတစ်ခြေက h e l l လို့ hello one သာဆိုရင် is ever back ဆိုရင် false return ပြန်မှာအကုန်လုံး input string အလုံးက string အလုံးက ever back a b c d e f g ever back ဖြစ်မှသာလင် true return ပြန်ပြီးတော့ digit တစ်လုံးလုံးပါသွားရတယ် तू က false return ပြန်မှာဖြစ်ပါတယ်ဟုတ်ပြီခြေလို့ special character လေးထည့်ကြည့်ရအောင် hello ဆိုတဲ့ညမှာ hell at လို့ရေးလိုက်မယ်ဟုတ်ပြီနော် O နေရာမှာ at sign လေးနဲ့အဲ့ဒါဆိုရင်ဘာပဲတန်းပြန်လဲဆိုတော့ false ပဲသူက alphabet only ပဲ special character at sign နေ dollar sign နေ hash နေ exclamation mark တွေပါလို့မရအောင်အဲ့ဒါပါတာနဲ့သူက false return ပြန်မှာဖြစ်ပါတယ်သူက alphabet only ပဲ true return ပြန်တယ်တခြား symbol တို့ special character တို့ digit တို့ number တို့ပေါ့လေပါသွားတာနဲ့သူက false return ပြန်မှာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကအဲ့တော့ is a perfect နောက်တစ်ခုကပါလဲဆိုတော့ကျေတို့ split ဆိုတဲ့ method ကလေးသုံးပါမယ်ဟုတ်ပြီနော်အဲ့တော့ split print ဆိုပြီးတော့ဒီချေက음 thd. split ဆိုတဲ့ method ကလေးသုံးပါမယ်ဘာနဲ့လဲဆိုတော့အာ split မှာကိုလုတ်ရှင်တဲ့ဟာလေးပေါ့အဲ့တော့ချေ hash လေးနဲ့ရေးလိုက်မယ်ဟုတ်ပြီနော် split ကို hash လေးနဲ့ရေးလိုက်မယ်အဲ့တော့ဒီဟာလေးမှာချေရေးလိုက်အောင်မယ် split ဆိုပြီးတော့음 okay ဟုတ်ပြီအဲ့တော့ဒီမှာစမ်းကြည့်ရအောင်เนาะအဲ့တော့ split ဆိုတဲ့ဟာလေးကိုစမ်းကြည့်မယ်အဲ့တော့ဘယ်လိုလေးလို့သွားလဲဆိုတာစမ်းကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ဒီခြေကလေ apple ထည့်တယ် hash banana ထည့်တယ် hash orange ထည့်တယ် hash အာ cherry ထည့်တယ် hash ပြီးရင် mango ထည့်တယ် hash အဲ့ဒါမင်းပေါ့ဟုတ်ပြီ okay အဲ့အလေးကိုစမ်းကြည့်ရအောင်အဲ့တော့ enter ခောက်လိုက်ရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ split လေးကလေဘာလုပ်ပေးလဲဆိုတော့ तू က list အနေနဲ့ပြောင်းပေးရချေရူရဲ့ string ကို list အနေနဲ့ပြောင်းပေးပါတယ်မိွားရင်ဘာလုပ်ပေးလဲဆိုတော့အဲ့ချေရူရဲ့ split မှာပါတဲ့ဒီဖြတ်ကမယ်ဆိုတဲ့ဟာအတိုင်းပဲပေါ့လေ strip မှာပါတဲ့အဖြတ်အဲ့ hash မှာဆိုရင် hash လေးနဲ့ဖြတ်မယ်ပေါ့အဲ့တော့ hash တိုင်းကိုဖြတ်ပြီးတော့ဒီမှာဆိုရင် apple hash ကိုတွေ့ရတော့ apple လေးကတလုံးဆိုပြီးတော့ तू split ဖြတ်လိုက်တယ်ပြီးသွားရင် banana ကိုတွေ့တယ် hash လေးကို or hash ကိုတွေ့ရင် तू သိတယ်ဖြတ်ကမယ်ဆိုတာသိတော့ နာနာဆိုလုံးဖြစ်လိုက်တယ်ပြီးတော့ရင် orange ကိုတွေ့တယ်မမ orange ကိုတွေ့တယ်မ hashtag လေးတွေ့တော့အာ orange ကိုလည်းသူဖြတ်ကမယ်ဆို orange ကတလုံးပြီးရင် cherry hashtag နဲ့သူဖြတ်တယ်ပြီးရင် mango တလုံးဆိုဖြတ်တယ်အဲ့တော့ split ဆိုတာပါလဲဆိုတော့ပေးထားတဲ့ string ကြီးကိုကျွန်တော်တက်ဆိုင်ရာ အာဆိုင်ကလေးနဲ့ဟိုမှာဒီညမှာဟက်ဆိုင်လေးဖြစ်နိုင်တယ်လို့မျိုးအာကျေတို့ space လေးဖြစ်နိုင်တယ်ညမှာ comma လေးဖြစ်နိုင်တယ်ပေါ့ကြိုက်တဲ့ဒီဆိုင်ကလေးနဲ့ဖြတ်ချင်တယ်ဆိုတော့ဖြတ်ပြီးတော့ list နေနဲ့ပြောင်းချင်လို့ရှိရင်ကျေတို့ split ဆိုတဲ့ method ကလေးကိုအသုံးပြုတာဖြစ်ပါတယ်ဒါကတော့ python မှာအသုံးအများဆုံး method တွေပဲဖြစ်ပါတယ်အားလုံးပဲနားလည်ကြမယ်ထင်ပါတယ်เนาะဟုတ်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်